မြန်မာနိုင်ငံမှာအင်အားပြင်းခင်လှုပ်ခတ်မှုကြောင့်အကြက်တဲတွေနဲ့ရင်ဆိုင်နေရချိန်မှာတိုက်ခိုက်မှုတွေချက်ချင်းရပ်တန့်မှုနိုင်ငံတကာကတိုက်တွန်းနေချိန်စစ်ကောင်းဆောင်ကတော့စစ်စင်ရေးဆက်လုပ်သွားမယ်လို့တုံ့ပြန်ပါတယ်။တချို့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လက်ရှိအခြေအနေမှာတိုက်ပွဲဖော်ဆောင်တာမရှိပေမဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်ဖို့စုဖွဲ့ခြင်း၊လေ့ကျင့်ပြင်ဆင်ခြင်းတွေလှုပ်ဆောင်တာတွေရှိတယ်လို့ဧပြီလတရက်နေ့ကပြောပါတယ်။ ဒီလိုလှုံ့ဆော်နေတာဟာတိုက်ခိုက်ခြင်းသာဖြစ်တဲ့အတွက်စစ်တပ်အနေနဲ့လိုအပ်တဲ့ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်သွားမယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကပြောဆိုလိုက်တာပါ။ညီနောင်မဟာမိတ်၃ဖွဲ့ဖြစ်တဲ့ MNDAA, TNLA, AA တို့ဟာငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုထိုးစစ်ဆင်တာတွေပြုလုပ်မှာမဟုတ်ပဲဧပြီလ၁လအတွင်းတပတ်သက်အပြစ်ရက်ကြောင့်ဧပြီလ၁ရက်နေ့ညနေပိုင်းမှာပြောကြားခဲ့တာပါ။ အလားတူအမျိုးသားညီညွတ်ရေးဆိုရာ NUG ကလည်းနှစ်ပတ်အပြည့်ခန့်ရက်စဲတယ်လို့ကြေညာထားတဲ့အပေါ်စစ်ကောင်းဆောင်ကတော့နိုင်ငံရေးပြည်ထနာကိုအကြမ်းဖက်နှီးလန့်တဲ့ဖြည့်ရှင်းမှုရွေးချယ်ခဲ့တာမို့လို့စစ်တပ်အနေနဲ့ချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေအတိုင်းဆက်လုပ်သွားမယ်လို့ပြောဆိုထားပါတယ် ဒါဟာငလင်းသိမ့်ပြည်သူတွေအတိဒုက္ခရောက်နေချိန်မှာငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူတွေအပါအဝင်နိုင်ငံတကာအစိုးရအဖွဲ့ကိုယ်စားလှယ်တွေကမြန်မာနိုင်ငံမှာအပြစ်ခတ်ရယ်ဆယ်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုအာရုံစိုက်ဖို့နဲ့ငြိမ်းချမ်းရေးအထိလှုပ်ဆောင်မှုမျှော်လင့်တောင်းဆိုမှုတွေပေါ့စစ်ကောင်းဆောင်ကပယ်ချလိုက်တာဖြစ်ပါတယ်လွတ်လပ်တဲ့သူတေသနာအဖွဲ့အစည်းဖြစ်တဲ့ညလင်းတဲ့သူတေသနာအဖွဲ့ရဲ့အချက်လက်တွေအရအင်အားပြင်းငလင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့မှာပဲစစ်ကောင်စီတဟာအရသားတွေကိုပြစ်မှတ်ထားတဲ့စီးရဲလှောင်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် မတ်လ28ရက်နေ့ကနေ31ရက်နေ့အထိစည်ရင်တွေအရအင်ဂျင်တက်လေထီအပါဝင်လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသာ၄ဦးသေဆုံးခဲ့ရပြီး12ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အချက်လက်တွေအရသိရပါတယ်။ဧပြီလ1ရက်နေ့ကလည်းငလင်သိမ့်ပြည်သူတွေအတွက်တရုတ်နိုင်ငံကြက်ချိန်ဤအတင်းကနေထောက်ပံ့ရေးပစ္စည်းတွေတည်ဆောင်လာတဲ့ရင်းနှံကိုးစည်းကိုစစ်ကောင်စီတပ်ကနောင်ချိုမြို့တဲ့အုံမတီးကျေးရွာမှာပစ်ခတ်ခဲ့ပါသေးတယ်။ ဒီပေါ်စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကဒီအန်အန်တွေကိုတားဆီးတဲ့အခါမရက်တန်တဲ့အတွက်တနတ်သုံးချက်မိုးပေါ်ထောင်ပြစ်ခတ်ခဲ့တယ်လို့ဧပြီလ2ရက်နေ့မှာဝန်ခံပြောဆိုထားပါတယ်။